နိုင်ငံခြားယင်းနှိမ့်နယ်မှုခံတော့ကန့်သက်ချက်တွေကိုတရုတ်ကရှော့ချလိုက်ပြီးဖြစ်ပေါ်တယ်တရုတ်နိုင်ငံမှာနိုင်ငံခြားယင်းနှိမ့်နယ်မှုခံတာတွေပုံပြီးခွင့်ပြုမှာဖြစ်ကြောင်းတရုတ်ရဲ့ပြည်နယ်စီမံထင်သရင်ဖွင့်တဲ့စီမံကိန်းကောင်စီကထုတ်ပြန်ပါတယ်ကမ္ဘာဒုတိယစီးပွားရေးအင်အားကြီးဆုံးနိုင်ငံဖြစ်တဲ့တရုတ်မှာနိုင်ငံခြားယင်းနှိမ့်နယ်သူတွေအတွက်ကန့်သက်လုပ်ငန်းတွေရှော့ချမှာဖြစ်ပါတယ်ဒါဟာတနည်းအားဖြင့်တရုတ်စုရကနိုင်ငံခြားယင်းနှိမ့်နယ်မှုတွေကိုဖိတ်ခေါ်လိုက်တာဖြစ်ပါတယ် ်မရိကန်နဲ့ကုန်သွယ်ရေးစစ်ဖြစ်နေတဲ့အချိန်မှာတရုတ်စိုးရကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေနဲ့အားပြုလိုက်တာဖြစ်ပါလေနိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့်ကန့်သက်လုပ်ငန်းမျိုးစာ138ခုတရုတ်မှာရှိပါလေအဲ့ဒီတွေကနေ106ခုထိရှော့ချပေးမှာဖြစ်လို့ကဏ္ဍ7ခုထိ ဝင်ရောက်လုပ်ပိုင်ဝင်ရောက်သွားပြီဖြစ်ပါလိမ့်။နိုင်ငံသားယင်းနှိမ့်နှံသူတွေအတွက်ကန့်သက်ချက်လုပ်ငန်းကဏ္ဍကိုတရုတ်က2018ခုနှစ်ကထုတ်ပြန်ခဲ့တာဖြစ်ပါလိမ့်။အမေရိကန်ရဲ့ခွန်တိုးမြင့်ောက်ခံမှုတွေကြောင့်ပြည်တွင်းစားသုံးမှုနဲ့အိမ်ချမ်းမြေကဏ္ဍတွေမှာကျွေးမီတင်ရှိမှုအဆရှိတဲ့ကိစ္စတွေကြောင့်ပြည်ပယင်းနှိမ့်နှံမှုကဏ္ဍကန့်သက်မှုရှော့ချလိုက်တာဖြစ်ပါလိမ့်။တရုတ်အမျိုးသားဖွံ့ဖြိုးရေးနဲ့ပြည်ပြောင်းလဲရေးကမရှင် NDRC ကထုတ်ပြန်တဲ့ညညချက်မှာ2025 မှုကဈေးကွက်ကိုလှုံ့ဆော်မှုဖြစ်စေတယ်လို့ပြောပါတယ်။ NDRC ကလုံးပန့်ခွင့်ပေးတဲ့ကဏ္ဍတွေဟာလွတ်လပ်မှုရှိလာမှာဖြစ်ပြီးရုပ်သံထုတ်လွှင့်မှုဆက်သွယ်ရေး၊စီးပွားနဲ့စီးပစ္စည်းတွေအွန်လိုင်းကဝန်ဆောင်မှုပေးမှု၊စီးုံတွေရဲ့ရေဒီယိုတတိကျစီးပွားသုံးမှုနဲ့နိုင်ငံခြားကတတော်မျိုးစေ့တွေတင်သွင်းတာပါဝင်ပါတယ်။ပြည်တွင်းအစိုးရအဖွဲ့တွေကလည်းပို့ဆောင်မှု၊ကုန်သွယ်ပစ္စည်းတူလောင်မှု၊ပို့ကုန်ဆောင်ရွက်မှု၊ရှင်းမှားရမှုစသဖြင့်အားပေးတာတွေ့ရပါတယ်။ ဈေးကွက်မှာ drone တွေဈေးရွက်ကြီးထုတ်ကုန်တွေမှာပါတယ် e-secret လိုမျိုးတွေလည်းလုပ်ပိုင်ခွင့်စင်မှာပေါဝင်လာတယ်လို့စီကန်ထုတ်ပြန်ရေးကပြောပေမဲ့အီးကြပြောဆိုထားခြင်းမရှိသေးပါဘူးလုံးလုံးစင်မှာတော့တရုတ်နဲ့အမေရိကန်ကြားထဲမှာကုန်သွယ်ရေးစစ်ဖြစ်နေပြီးအမေရိကန်ကတော့တရုတ်နဲ့ပြန်ဆင်ပြေဖို့မျှော်လင့်နေတာဖြစ်ပါလိမ့်